မပြီးခဲ့တဲ့ရက်တုန်းကဆိုရင်တတိမထားမိပဲနဲ့ဖြစ်ရမှန်မှုကင်းတည်င်းတစ်ခုကိုကြည်ရင်းကနေမှဆွဲပြီးတော့တနေ့ကိုတပုတ်နှစ်ပုတ်တစ်ခါလေကြာရင်သုံးပုတ်အထိလောက်ပါနားထောင်နေအထိဖြစ်သွားတယ် YouTube တို့ Facebook တို့ရဲ့ algorithm အရလည်းသူကဗီဒီယိုတပုတ်လုံးကိုဆုံးအောင်နားထောင်လိုက်ပြီးကြည့်လိုက်ပြီးဆိုရင်နောက်ပိုင်းအဲ့ဒီလိုမျိုး content တွေကိုပဲကိုယ့်ရဲ့ new feed မှာထပ်ခါတလဲလဲပြပေးတယ်ဆိုတော့ तू ကလည်းပြကိုကလည်းကြည့်ပေါ့နော်အဲ့လိုနဲ့ဟိုတန်တရားတွေလဲပြီးတော့တပတ်လောက်ကြာတဲ့အခါမှာကျမရဲ့ energy မကောင်းတော့ ာကိုသတိထားမိလာတယ်။ကိုယ်တိုင်က စိတ်တွေမကြည်တော့ဘူး။ကိုယ်တိုင်ကစိတ်တွေရှုပ်ထွေးလာတယ်။ဒါအပြင် ဒီဖြစ်ရမှန်နဲ့မှာပေါ့နော်မူကင်းထဲမှာပါသွားတဲ့မကောင်းတဲ့အကြောင်းအရာတွေကလည်းခေါင်းထဲမှာဆွဲပြီးတော့ကိုယ်စိတ်ထဲမှာလည်းအဲ့ဒါကိုပဲထက်ခါထက်ခါပြန်ပြီးတော့မြင်ရောင်းနေတယ်ဆိုတော့အဲ့ဒီအချိန်မှာကျမတော်တော်လေးကိုဟိုနားလေသွားတယ်ပေါ့နော်ကျမတို့အာယုံဆိုင်တဲ့နေရာတိုင်းကျမတို့ထက်ခါထက်ခါမြင်တွေ့နေတဲ့နေရာတိုင်းကိုကျမတို့ energy ကစီးဆင်းနေဆိုတော့ကျမတို့အနေနဲ့နေ့တူဝါပေါ့နော်ကိုသတင်းတွေဖတ်ရတာရှိမယ်သတင်းအနေနဲ့ဖတ်တယ်ဆိုလို့ရှင်တော့ဖတ်ပါကျမလည်းသတင်းအနေနဲ့ဖတ်တယ်ဒါပေမဲ့ခုနကပြောသလိုပေါ့နော်ဆွဲပြီးတော့ ါကိုပဲနေ့တူဝါကြည်ပြီးတော့လောက်တာမျိုးတွေကိုတတိလေးထားပြီးတော့ရှောင်ပေးပါဒါအပြင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုနဲ့အဆင်မပြေတဲ့သူတွေကိုကိုမကောင်းတဲ့ပတ်ဝန်းကျင်ပေါ့နော်အဲ့လိုမျိုးပတ်ဝန်းကျင်တွေမှာရှိတယ်ဆိုရင်လေကိုကသူတို့ကိုအရန်ကြီးအာယုံမဆိုင်ဖို့လိုအပ်တယ်ဟိုလုံးဝကိုပေါ့နော်နင်တို့ကယူမဆိုင်ဘူးဆိုပြီးတော့လောက်ခိုင်းတာတော့မဟုတ်ပင်မဲကျမတို့ဒီကိုနဲ့အဆင်မပြေဘူးလို့လည်းပြောတယ်အဲ့ဒီသူတွေကိုလည်းအာယုံဆိုင်တယ်ကိုနဲ့မတည့်ဘူးလည်းပြောတယ်သူတို့ကိုကိုကသွားသွားပြီးတော့ခဏခဏဆက်စုမယ်ကြည်နေမယ်ဆို ိုရင်ကို့ energy ကကို့မှာမရှိဘူးသူတို့စီကိုရောက်သွားမှာဖြစ်တယ်။ဒါကြောင့်ကို့ရဲ့ energy ကိုကိုကာကွယ်ပါ။ကျမတို့ရဲ့အာယုံစူးစိုက်မှုရှိတဲ့နေရာကျမတို့ခဏခဏမြင်တွေ့တဲ့နေရာတိုင်းကို energy စီစဉ်ပါရတယ်။မမေ့ပါနဲ့နော်။ကျေးဇူးအများကြီးတင်ပါတယ်။ခုတ်ချူပါ။